တော်များကြီးတခြားကဘာကိုတတ်လာလို့ဆိုမိဘူးမိကြတာရှိတယ်။တခြားစကြဝဠာကိုဘုရားကြွားဘူးလားဆိုတော့ကြွားချင်လည်းကြွားနိုင်တယ်။ဟုတ်ပြီပါ။ဆရာတော်ဘုရားလင်္ကာယကညဆောင်ဘုရားဟာစကြဝဠာကိုကြွားနိုင်တဲ့သဘောရှိတဲ့အကြောင်းကိုပြောပြတာလည်းအတားပိုင်ဖြစ်ပါတယ်။အဲတော့နောက်ဆရာတော်ဥဇတိကရဲ့ညဆောင်ဘုရားစကြဝဠာကြွားခြင်းအကြောင်းကိုလည်းလေ့လာပြပါဦးခင်ဗျာ။ ဒီနေရာမှာသိထားရမှာကစာပေမှာပါတီဖြစ်စေအပါတီဖြစ်စေမြတ်စွာဘုရားသည်စကြဝဠာအထိကြွနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်ချီချူးရမယ့်တတ္တဝါရှိနေဆိုရင်မြန်မာနိုင်ငံကိုလည်းကြွနိုင်ပါတယ်ဒါကိုတော့သိထားဖို့လိုပါတယ်နော်ဟုတ်ကဲ့ပါတော့တော့စကြဝဠာကိုကြွရတဲ့ဆိုတဲ့အကြောင်းကိုဆရာတော်အဖေရလင်္ကာရကလည်းကိုကပြောတာသလိုဆရာတော်ဇောတိကကလည်းမြတ်စွာဘုရား စကြဝဠာကြွားတယ်ဆိုတဲ့အကြောင်းတွေကိုပြောတာတာတွေ့မြင်ရမှာဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့ကမြတ်စွာဘုရားကမဖြေကြားတဲ့တရားရှိပါလေ။နော်။အဓိကအတူကိုသုံးပြောရမယ်ဆိုရင်တော့နံပါတ်1တမျိုးကစကြဝဠာနံပါတ်2ကဝိညာဉ်နံပါတ်3ကကွယ်လွန်ခြင်းရဲ့တခြားတစ်ဖက် ဲ့ဒီမိကွန်၃မျိုးကိုအခြေခံပြီးတော့မြတ်စွာဘုရားကလောကဖြေကြားလာခြင်းမရှိပါဘူးเนาะအဲ့တော့မြတ်စွာဘုရားမဖြေကြားတဲ့ဒီစัจ java လာနဲ့ပတ်သက်တဲ့မိကွန်ကရှိထားပြီးသားအတွက်မြတ်စွာမြတ်စွာဘုရားကိုယ်တိုင်မှမဖြေကြားရတာအာတတိတက္ကရာစာရမှာရှိတာပြီးသားဖြစ်ပါတယ်ဒါကမှဒီယဟန်နှစ်ပါးကမြတ်စွာဘုရား စကြဝဠာကိုကြွားရဲဆိုတဲ့အကြောင်းကိုပြောဆိုခြင်းဟာအာဓမ္မနဲ့မညီညွတ်နေတာကိုလည်းကျွန်တော်တို့လက်ခံတွေ့ရှိရမှာဖြစ်ပါတယ်။ဒီလိုတရားတွေကိုအဖတ်ကြားလေ့လာနေပြီးတော့အာနေရာသူ့ဟိုမှာဖတ်ထားတာတနေရာဒီမှာပြောတာတနေရာအတ္တိလူလေးလေးလည်းကျွန်တော်တို့တွေ့မြင်ရတာဖြစ်ပါတယ်။အဲ့ဒီတော့ကျွန်တော်တို့ကဘာပြောခြင်းလဲဆိုတော့စာနဲ့ ကျွန်တော်ဒီပုံနောက်နေရအလုတ်လုတ်ချင်းကွာတာချင်းတော့တွေ့ရပါတယ်စာအုပ်ဒီနားမှာဖတ်တာဒီနားမှာပြထားပေးတယ်အဲဒီဘက်မှာကျွန်တော်တို့ဘာပြောချင်လဲဆိုရင်အဲ့ဒီဟိုအရင်ဖတ်ထားတဲ့စာအုပ်မိပြီးတော့ဒီဘက်ဒီဘက်ကလုံချင်တဲ့အကြောင်းအရာကိုပြန်ပြောတယ်နော်အဲ့တော့ကျွန်တော်တို့ကဒီစာဆိုတာကဖတ်ထားရုံနဲ့မရဘူးကျွန်တော်တို့နောက်ဘယ်လိုအကြောင်းအရာတွေမှာဘယ်လိုဖြတ်ထုတ်ရမယ်ဆိုတဲ့အကြောင်းအရာကိုပါကျွန်တော်ထည့်စဉ်းစားမှာဖြစ်ပါတယ် အဲ့တော့ဆိုချင်တဲ့သဘောကမြတ်စွာဘုရားကဆက်ကြဝလာရဲ့ဝိညာဉ်ရဲ့ွယ်လူချင်းရဲ့တခြားတစ်ဖက်ဒီမိကုန်းတွေအတွက်ကျွန်တော်ဖြည့်ရတာမရှိဘူးဆိုတာကိုလည်းဟောဓမ္မမိတ်ဆွေများအနေနဲ့သဘောပေါက်ထားရမှာဖြစ်ပါတယ်။အဲဒီလိုဟာကိုဒီလိုယဟန်နေကမြတ်စွာဘုရားဆက်ကြဝလာကြားရတယ်ဆိုတဲ့အဲပြောဆိုမှုကလည်းလုံးဝကိုအာတမဝါဒဖြစ်ပါတယ်။နော်စာနဲ့ တရားနဲ့မကိုက်ညီခြင်းကိုလည်းလေ့လာတွေ့ရှိရမှာဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ